ကဘာလီတို့ညဉ့်ဉန်းဆုံးမျိုးများစီးမှာအာရှတိုက်ကအများဆုံးပါဝင်နေကဘာတော်လေးတို့ညဉ့်ဉန်းဆုံးမျိုးအစဲမျိုးတဲမှာ၁၉မျိုးက အာရှတိုက်အတွင်းကဖြစ်တယ်လို့ဆွစ်ဇာလန်ခြေဆိုင်ကဘာလုံးဆိုင်ရာလေးတို့အကြီးတွေတိုင်းတားရေးအဖွဲ့စီ NGA ရဲ့လေးလာသွေးရှိချက်မှာဖော်ပြပါတယ်အဲ့ဒီအထဲမှာ၁၇မျိုးကလူဦးရေများပြားတဲ့အိန္ဒိယနိုင်ငံဖြစ်ပြီးပါကစ္စတန်က၆မျိုးတရုတ်က၃မျိုးနဲ့ကဇက်စတန်က၃မျိုးပါဝင်ပါတယ် အာရှတိုက်ပြင်ပကလေတို့ညဉ့်ဉန်းဆုံးမျိုးကအာဖရိကတိုက်အလေပိုင်းမှာရှိတဲ့ Chess နိုင်ငံမျိုးတော့ Antimina မျိုးပါ NGA ရဲ့တွေ့ရှိချက်အရ2024ခုနှစ်အတွက်လေတို့ညဉ့်ဉန်းဆုံးနိုင်ငံ၅ခုကတော့ Chess, Bangladesh, Pakistan, Congo နဲ့အိန္ဒိယနိုင်ငံတွေဖြစ်ပါတယ် NGA ရဲ့လေတို့အကြီးတွေစစ်စေးရေးသိပ္ပံပညာရှင်တွေက နိုင်ငံပေါင်း138နိုင်ငံကနေရာဒေသအသီးသီးမှာစောင့်ကြည့်ရေးစခန်းပေါင်း4000ကျော်ကအချက်လက်တွေကိုရယူပြီးဖော်ပြခဲ့တာဖြစ်တယ်လို့ပြောပါတယ်။စစ်တမ်းတွေအရကဘာပေါ်ကမြုပ်ကြီးတွေရဲ့18ရက်ခိုင်နှုန်းကသာကဘာကျန်းမာရေးအဖွဲ့ WHO ရဲ့လမ်းညွှန်ချက်ကိုလိုက်နာတယ်လို့ IHA ကပြောပါတယ်။ Australia, Bahama, Barbados, Estonia, Grenada, Iceland နဲ့ New Zealand စတဲ့9နိုင်ငံကသာ နှစ်စဉ် WHO ရဲ့လမ်းညွှန်ချက်စံနှုန်းကိုပြည်မိတယ်လို့ထောက်ပြထားပါတယ်။ WHO လမ်းညွှန်ချက်ထက်လူထုညဉ့်ညံ့မှုအဆင့်9ဆကျော်တဲ့နိုင်ငံတွေကတော့ Chance, Bangladesh, Pakistan, Congo, India, Tajikistan, Nepal, Uganda, Rwanda, Burundi, Nigeria, Egypt, Iran, Ghana, Indonesia နဲ့ Gambia နိုင်ငံတွေဖြစ်ပါတယ်။ မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။